ဘဝမှာအရန်ခက်ခဲလာတဲ့အခါမိတ်ဆွေတို့ရောဘဝမှာအရန်ခက်ခဲတယ်လို့တွေးမိတဲ့အချိန်ဒီတိုင်းမှာဘာလုံးမိကြပါသလဲဒီနေ့မှာတော့ဘဝမှာအရန်ခက်ခဲတဲ့အခါပြုလုပ်နိုင်မယ့်နီလန်းလေးတွေချို့ကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်မိတ်ဆွေတို့ရဲ့ဘဝမှာအရန်ခက်ခဲလာတဲ့အခါမှာနံပါတ်1လမ်းလျှောက်ပါလမ်းလျှောက်ခြင်းကစိတ်ကိုကြည်လင်စေပါတယ်နံပါတ်2အနားယူပါ ကိုလုံးချင်တာတွေကိုလှုပ်ဖို့အတွက်တနေ့တာအနားယူလိုက်ပါ။နံပါတ်3ရက်ရောပါ။ဒစိမ့်တယောက်ကိုတစ်ခုခုပေးပါ။ပေးကမ်းခြင်းတွေဟာမိမိစိတ်အတွင်းမိုင်းတဲ့အထိနှွေးထွေးစေပါတယ်။နံပါတ်4တယောက်တည်းထီးကျန်နေတာတွေမဖြစ်အောင်ကော်ဖီဆိုင်ဒါမှမဟုတ်လူရှုပ်တဲ့လမ်းမှာထိုင်ပြီးမိမိရဲ့ပတ်ဝန်းကျင်ထဲမှာနှင်မြုပ်လိုက်ပါ။လူတွေနဲ့စကားပြောစရာမလိုပါဘူး။နံပါတ် လေ့လာပါမိမိတွေ့ကြုံနေရတဲ့အရာတွေကို ရှာဖွေပါတဏှာတွေကိုရင်ဆိုင်ဖြေရှင်းဖို့အသိပညာနဲ့အရင်းအမြစ်တွေကို ရှာဖွေလေ့လာပါနံပါတ်6ချိုးတင်ပြင်ဆင်ပါဒီနေ့တော့လောက်ဆောင်ရမယ့်စရင်ကိုညကလေးကခြာရေးထားပြီးပြင်ဆင်ထားပါ။နံပါတ်9အားသာချက်များမိမိမှာအားနည်းချက်ပဲရှိနေတာမဟုတ်ပါဘူး။အားသာချက်တွေလည်းရှိတယ်ဆိုတာကို တတိထားရအောင်အားသာချက်အချက်20ကိုစရင်ပြုလုပ်ပြီးတော့ချရေးပါနံပါတ်၈ရှေ့ကိုဆက်သွားပါဘာပဲဖြစ်ဖြစ်သေးငယ်တဲ့ခြေလန်းလေးတွေကိုဆက်လန်းပါဘာမှမလုပ်ဘဲညီညီချင်းဟာခက်ခဲတာတွေကို ပိုပြီးတွေးမိစေပါရဲ့နံပါတ်၉ဟင်းချက်တာဓာတ်ပုံရိုက်တာလိုမျိုးဝါသနာဟောင်းတစ်ခုခုကို ပြန်လုပ်ပါတစ်ခုမှမရှိလျင်လည်း တခုခုကိုဖန်တီးပြီးတော့လှုပ်ဆောင်ပါနံပါတ်30ဦးစားပေးပါအရေးကြီးတာတွေကိုအခုပဲဆုံးဖြတ်ချက်ချပြီးတော့လှုပ်ပါ မလိုအပ်တဲ့ပိုလှုပ်တွေလှုပ်ခြင်းကိုငြင်းပါနံပါတ်31စိတ်ကြည်လင်အောင်အေးအေးဝါဝါအိပ်ပါညတိုင်း9နာရီကနေ9နာရီကြာအောင်အိပ်ဆက်အနားယူပါနံပါတ်7ယူသွပ်ပါငငယ်ကလောက်ချင်တဲ့လောက်တစ်ခုခုကို လုံးပါဘဝကို အရန်အလေးအနက်မထားပါနဲ့နံပါတ်7ငိုချပါစိတ်ညစ်နေတဲ့စိတ်ခံစားချက်အားလုံးကိုလှုပ်ပေးလိုက်ပါပူကောင်းလာပါလိမ့်မယ်နံပါတ်7သင်ကိုယ်တင်ပြောဆိုမှုတွေကို စစ်ဆေးပါကိုကိုကိုအပြတ်သဘောဆောင်တဲ့ပြောဆိုမှုတွေကိုရှောင်ပါနံပါတ်5ချရေးပါ စိတ်ခံစားချက်တွေကိုချရေးတဲ့အလေအထကိုငွေးမြူပါ သင်ကသင်စိတ်ကိုလွတ်မြောက်အောင်ကုညီပေးပါလိမ့်မယ်။နံပါတ်6ဘဝသည်ခီးတစ်ခုဖြစ်ကြောင်းကိုကိုကိုသတိပေးပါ။အခုကြုံတွေ့နေရတဲ့ခက်ခဲတွေဟာယာယီဖြစ်ပြီးပြီးဆုံးသွားမှာဖြစ်ကြောင်းသတိပေးပါ။အခုအချိန်မှာဘဝကခက်ခဲနေရဆိုရင်တော့အဆက်ပါအဆက်လေးတွေကိုလိုက်လုံကြည့်ဖို့ drive တိုက်တွန်းနေတယ်။ဒီနေ့ဗီဒီယိုလေးကိုဒီမှာပဲရှင်းသားလိုက်ပါရစေ။ ။နောက်နေဗီဒီယိုတွေမှာတော့ကျမရေးဆိုင်ရာဗဟုသုတတွေနဲ့သုတရသာစိတ်ကွာဖြစ်ပွဲစာပေမျိုးမျိုးကိုတင်ဆက်ပေးမှာဖြစ်လို့စာပေသုတလူတိုင်းရ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ထားခဲ့ပြီးပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။